မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒုက္ခဝိုင်းနေတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုစစ်တပ်ကလူစားထိုးမလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်စစ်ကောင်ဆောင်မင်းအောင်လိုင်က2021ခုနှစ်စစ်အာဏာသိမ်းမှုစန့်ကျင်သူများကိုထောင်ချတဲ့တပ်ဖြတ်တဲ့ရက်ဆက်တန်းကျုပ်တဲ့အာဏာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသတွေကိုပုံကျေဖို့လက်မညွတ်နဲ့အာဏာယူဖြစ်ပါတယ်မဂနီဂျူ9.8ရှိဖြန့်အပြင်နဲ့မလ28ရက်နေ့ငလင်းထံခံရတဲ့တော်လိုင်းအင်အားစုထိန်းချုပ်မြို့ရွာတွေကို တောင်ချမ်းသာမပြီးနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုပြည်နှင်တံပေးပြီးဖိနှိပ်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရှာဆွေးမှုအတွက်သူမှရှာဆွေးတာဝန်ရှိတယ်လို့ယုံကြည်ရတယ်။ကျိုးចောင်းခိုင်လုံးနဲ့အကြောင်းရင်းရှိတာကြောင့်နေတာလန်နိုင်ငံအသီးဟိတ်မှပြည်ပြည်ဆိုင်ရာရှာဆွေးတရားရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့လနှစ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီဥက္ကဋ္ဌဖြင့်နိုင်ငံကိုအုပ်ချုပ်တဲ့မင်းအောင်လှိုင်ကနိုင်ငံတကာမှာအခုထက်ပုံမဆုံရနဲ့ဂုဏ်သတင်းမရှိနိုင်တော့သလိုပြည်ရင်းပြည်ပမှမြန်မာပြည်သူတွေကလည်းဆက်ဆုပ်မုန်းတီးကြတယ်။စစ်တပ်တွင်သူနဲ့ခစ်ပြိုင်တွေကမင်းအောင်လှိုင်ကအာနေပြီးဆုံးဖြတ်ချက်မပြတ်သားလို့မြင်ကြတယ်။စစ်ကောင်ဆောင်နည်းနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်တွေရဲ့အဆိုအရသူကလူမျိုးစုနဲ့နိုင်ငံခုခံတော်လှန်မှုကိုမချိန်မုန်းနိုင်တာကြောင့်တပ်တွင်မကြည်နပ်မှုတွေရှိနေကြောင်းသိရတယ်။ဒါကြောင့်ပုံမလက်ဆပြင်းသူတအုပ်လိုအပ်နေတဲ့စစ်တပ်က၎င်းတို့အချင်းချင်းကြားအကွဲအပြေကို မဖော်ပြလိုတာကြောင့်သူ့ကိုမဖြုတ်ချနိုင်ဘူးဒါပေမဲ့ သူ့ကိုဘေးထုတ်ထားနိုင်တဲ့စကောင်စင်ကအခုနှစ်ကုန်တာမမုံလာမဲနှစ်ဆမ်းမှပြုလုပ်မဲအထွေထွေရွေကောက်ပွဲအပြီးမှာသူ့ကိုအယက်သားသမရရာဒူပေးပြီးစစ်တပ်ကနှုတ်ထွက်ဖို့ပြောနိုင်တယ်။အဲ့ဒီရွေကောက်ပွဲတွေကမြေမြအပြစ်အနာစာမကင်းတည်ဖြစ်စဉ်စစ်တပ်ကလူကျင်နေတဲ့တရားဝင်မှုကိုဒေသတွေမှာအနည်းဆုံးရနိုင်မှာဖြစ်တဲ့1998ခုနှစ်မှာနိုင်ငံတော်အီဂျန်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီနာဖဖြစ်လာတဲ့ရခိုင်စေအုပ်စုနိုင်ငံတော်ညီဝတ်ပြည်ပြမှုတည်ဆောင်ရေးဖွဲ့နာဝတ္တကောင်းဆောင်ဦးတန်းရွှေအငိမ့်စားယူပြီးပုံမှုဖွဲ့စည်းပုံအခြေခံ ပရိသတ်နဲ့အစိုးရပုံစံကိုခွင့်ပြုဖို့အဆုံးဖြတ်တဲ့အခါမင်းရောင်လိုက်နာမည်ထွက်လာတဲ့1992ခုနှစ်မှာအာဏာရတဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှင်နဲ့သူ့ရခင်စစ်ကောင်စာဗိုလ်ချုပ်မှုကြီးစောမောင်အောင်မှမြန်မာဟာဆုံးရွားတဲ့လူခွင့်ရေးမှတ်တမ်းကြောင့်နိုင်ငံတကာအသိုင်းအဝန်းမှာအထူးကြံဖြစ်လာတဲ့1988ခုနှစ်မှာနာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာဏာကိုသိမ်းပိုက်တဲ့အခါထောင်ပေါင်းများစွာသောဆန္ဒပြသူတွေကိုပြစ်ဒတ်တဲ့အမည်အသည့်ပြောင်းလဲလိုက်တော့လဲစေအောင်စုကအလားတူဆက်လက်ဖိနှိပ်ပြီးတရုတ်ကအနီးဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်ခါအနောက်တိုင်းကအရေးယူပိတ်ဆို့တပိတ်မှ ောက်ကြတယ် ဒါပေမဲ့တရုတ်ပေါ်မိကုံမှုကအလွန်ကြီးမားလာပြီးအဲဒီကိစ္စအတွက်တစုံတစ်ခုလုံးမှာကိုစစ်ကောင်းဆောင်တန်းရွှေသဘောပေါက်တဲ့စစ်တပ်ရဲ့ကြီးကြပ်မှုနဲ့ရေးဆွဲတဲ့အဖွဲ့အစည်းပုံခြေခံဥပဒေတစ်ကိုလူမှုဆန္ဒခံယူပွဲပြုလုပ်ပြီး2008ခုနှစ်မှာအတည်ပြုတယ်။အဲဒီလိုလူမှုဆန္ဒခံယူပွဲကအတူရောင်ဖြစ်တယ်လို့ပြင်ပကဘာကပယ်ချတယ်။အထွေထွေရွှေကောက်ပွဲကို2000ပြည့်နှစ်နိုဝင်ဘာလမှာကျင်းပပြီးစစ်တပ်ကအဲဒီရွှေကောက်ပွဲမှာ၎င်းရဲ့ပါတီဖြစ်တဲ့ပြည်ထောင်စုကြံခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်အနိုင်ရစေဖို့ပြုလုပ်တယ်။အဲဒီတုန်းကအသက်88နှစ်ရှိပြီ ဖြစ်တဲ့စစ်ကောင်းဆောင်တန်းရွှေကအငိမ့်စားယူဖို့အသင့်ဖြစ်လာတယ်။ဒါပေမဲ့သူကရခိုင်စစ်ကောင်းဆောင်နေဝင်နဲ့စောမောက်ခဲ့သူစော်ကားခံရမှုကိုရင်မဆိုင်လိုပါဘူး။ဦးနေဝင်က1962ခုနှစ်မှာ1988ခုနှစ်အထိအုပ်ချုပ်ပြီး2002ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံးပါတယ်။သူတည်ဆုံးကြောင်းကိုစစ်တပ်ကမကြေညာဘဲသူ့နိုင်ရင်ကိုအရာရှိလက်တဆုပ်စာသာပို့ဆောင်နေ။အဲ့ဒီနောက်1988ခုနှစ်မှာ1992ခုနှစ်အထိနာဝနကောင်းဆောင်ဖြစ်ခဲ့သူစောမောင်လည်းရောက်ပြီးစိတ်ကျမ်းမာရေးမကောင်းဘဲစိတ်မတည်မငြိမ်ဖြစ်လာတာကြောင့်ရှာရူးမှာနှုတ်ထွက် ခိုင်ခံရတယ်။1998ခုနှစ်ဇူလိုင်လမှာမထင်မရှားဘဝနဲ့အသက်68နှစ်မှာနှလုံးရောဂါကြောင့်လို့ဆိုပြီးသေဆုံးနေ။သူ့ရဲ့အစဉ်လာကိုထိန်းသိမ်းဖို့နဲ့သူ့ရဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးတန်းရွှေကသူ့ကိုဆက်ခံမဲ့သူကိုတအူးလည်းမခံမဲ့သုံးဦးခံနေ။ နာအဖအတွင်းရမှုသိန်းစင်ကဆင်ရတူးမှနှုတ်ထွက်ပြီး2021ခုနှစ်မလ30ရက်နေ့မှာနိုင်ငံရဲ့သမရသည်ဖြစ်လာတယ်။အဲ့ဒီနေ့မှာပဲမင်းအောင်လိုင်ကိုသူထက်ဝိုင်းရဲ့သူအများပြားကိုကြော်ပြီးမြန်မာလက်နက်ကင်တပ်တွေရဲ့စေဦးစီးချုပ်ခန့်နဲ့အသည့်ရွေးချယ်ထားတဲ့လွတ်တော်နှစ်ခုရဲ့ဥက္ကဋ္ဌရာထူးကိုသူရရွှေမန်ကိုပေးတဲ့ဦးတန်းရွှေရဲ့လူယုံတအုပ်ဖြစ်တဲ့သူရရွှေမန်ကဆင်ဦးစုခေါင်းဆောင်နဲ့2021ခုနှစ်မလမှာအနားယူတဲ့ဒုတိယစစ်ခေါင်းဆောင်မှန်ပြီးနာအဖမှာတတိယဩဇာအကြီးမားဆုံးဖြစ်တဲ့2023ခုနှစ်မေလမှာသူရဦးရွှေမန်ကိုဦးသိန်းစင်ရဲ့ USDB ဥက္ကဋ္ဌရာထူးမှအစားထုတ်ပြီး2015ခုနှစ်နိုဝင်ဘာလမှစီစဉ်ထားတဲ့ နောက်ရွေးကောက်ပွဲပြီးမှသမရဖြစ်လာဖို့စီစဉ်ခဲ့တယ်။အဲဒီနောက်အမှန်တကယ်အန်ဩစရာဖြစ်လာတဲ့နိုင်ငံအကျဉ်းသားတွေကိုလွှတ်ပေးပြီးဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်နိုင်ငံပါတီများကိုအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများတပ်ဖွဲ့လွတ်လပ်စွာလှုပ်ရှားခွင့်ပေးတယ်။1962ခုနှစ်မှာပထမဆုံးဆရာနာသိမ့်ပြီးနောက်ပိုင်းတရင်လွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမြင့်ပြည့်စင်းသွင်းထားတဲ့နိုင်ငံသားတရင်တောက်တွေကိုတော့နိုင်ငံတွင်းဝင်ခွင့်ပြုတယ်။ ဒီလိုလှုပ်ခြင်းကအလုပ်ဖြစ်ပြီးညရင်းချင်းနှီးပါးမှာမြန်မာဟာနိုင်ငံတကာပေခံဘဝမှာအနောက်တိုင်းရဲ့သဘောချဖြစ်လာတဲ့အနောက်တိုင်းခေါင်းဆောင်တွေကထူးခြားတဲ့ပြောင်းလဲတွေကို၎င်းတို့ကိုယ်တိုင်ကြည့်ဖို့မြန်မာကိုလာပြီးတရုတ်ကအရှုံးသမားဖြစ်သွားပုံရတယ်ကနအုံးမှာအရှာရကစီစဉ်ထားတဲ့အတိုင်းဖြစ်ပုံရတယ်ဒါပေမဲ့အဲ့ဒီတော့ကဖိပလိလာသူတွေရေးသားကြတဲ့အတိုင်းဦးသိန်းစိန်ကလွတ်လပ်စွာလောက်ကိုင်းနေတဲ့မြန်မာကော်ပိုရိတ်ချက်မဟုတ်သူကဦးသန်းရွှေနဲ့အနီးကပ်ဆုံးလူများ2008ခုနှစ်ဆန္ဒခံယူပွဲနဲ့2010ရွှေကပွဲမတိုင်ခင်ကပဲတရားရေးဆွဲခဲ့တဲ့မဟာစီမံကိန်းတိုင်းလောက် က်နေတာဖြစ်တဲ့ဦးသိန်းစိန်က2020ပြည်နှစ်ဇန်နဝါရီလမှာစစ်တပ်ရဲ့မူဝါဒတွေကိုထောက်ခံပြီးမြန်မာနိုင်ငံဟာပိုင်နက်အမျိုးသားဘာသာချင်းချောက်မှုခံနေရကြောင်းပြောကနိုဝင်ဘာလမှာကျင်းပမယ့်ရွှေကပွဲမှာနိုင်ငံတော်ကိုကာကွယ်မယ်ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့ပြောတဲ့အခါသူရဲ့စစ်မှန်တဲ့အတွင်းသရုပ်ကိုလည်းပြသတယ်ဆရာနာသိမ်းပြီးနောက်မှာစစ်တပ်ဒလန်ဖြစ်တဲ့ဆိုတဲ့တနင်္လာကြောင်းတပ်ဖြတ်ခံရသူများဒဏ်ရာရသူများရဲ့မိသားစုများအတွက်ဦးသိန်းစိန်ကငွေလိုတယ်ပြောစရာမလိုတဲ့ကိစ္စကသူကဆရာနာသိမ်းမှုကိုငြင်းချမ်းစွာဆန့်ကျင်ဆန္ဒပြတာကြောင့်စစ်တပ်နဲ့ရ င်းကပြစ်ခတ်ခံရသူတွေရဲ့မိသားစုတွေအတွက်မြည်သည့်လှူဒန်းထောက်ပံ့မှုများမလုပ်တာဖြစ်ပါတယ်။ ပုံမပွင့်လင်းတဲ့ကာလ2017မှ2021ခုနှစ်အတွင်းဖြစ်ပျက်ခင်တာတွေကအဲ့ဒီတုန်းကပြည်ပလိလာသူတွေယူဆသလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးနေတယ်မဟုတ်ဒါပေမဲ့မြမလူအဖွဲ့အစည်းကိုအပြောင်းလဲဖြစ်စေပြီးစစ်တပ်ကနားမလဲတဲ့စူးစီးအားနဲ့ကြေပြတ်မှုရှိခဲ့တယ်ပြည်သူတွေက၎င်းတို့ရခင်ကမခံစားဘူးတဲ့လွတ်လပ်မှုနဲ့ကျင်သားရလာတဲ့ပြည်သူတွေကအခွင့်အရေးရတဲ့အခါပထမဆုံးအကြိမ်ပြင်2015ခုနှစ်နိုဝင်ဘာလနဲ့ဒုတိယအကြိမ်ပြင်2020ပြည်နှစ်နိုဝင်ဘာလတို့မှာ NND ကိုအကြီးအကျယ်မဲပေးကြတယ်ဦးတန်းရွှေကသူ့ကိုစက္ကန့်ပို့ရွှေချေတဲ့ဘိုးချုပ်သုံးဦးနဲ့တအုပ်ဖြစ် ဲ့သူဦးရွှေမန်းကအဲ့ဒီအနေနဲ့မြင်ဩပါပြီးဒေါအောင်ဆန်းစုကြည်ဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့စတင်ပူးပေါင်းဆောင်ရွက်တယ်။ဒါပေမဲ့ဒီကိစ္စကပိတ်ပင်ထားတဲ့ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလမှာဦးရွှေမန်းကို USDB မှာအခြားဝိုင်းရင်အဖွဲ့ဝင်18ဦးနဲ့တူထုတ်ပြန်လိုက်တယ်။2015ခုနှစ်ရွှေကောက်ပွဲဟာဒေါအောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် NLD ဦးဆောင်တဲ့အစိုးရပေါ်ပေါက်ဆင်ခဲ့တယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာရုကဒေါအောင်ဆန်းစုကြည်တမရမဖြစ်နိုင်တာကြောင့်တီထွင်ထားတဲ့ယာရုဖြစ်တယ်။ 2008ဖွင့်စည်းပုံချိန်ကဥပဒေကအနီးကပ်ဆွေမျိုးများနိုင်ငံသားဖြစ်တဲ့သူကိုနိုင်ငံအကြီးငယ်ရာထူးရယူခွင့်ပိတ်ပင်ထားပြီးသူ့ရဲ့သားနှစ်ဦးကမြန်မာနိုင်ငံသားများမဟုတ်စစ်တပ်ကဒီအခြေအနေကိုလက်ခံတော်လဲ2020ပြည့်နှစ်မှာ NND ဒုတိယကြိမ်တောင်ပြိုကမ်းပြိုနိုင်တဲ့အခါဗိုလ်ချုပ်တွေကတော်တင့်ပြီလို့ဆုံးဖြတ်တယ် 2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာရွှေကောက်ကန်လွတ်တော်ခေါ်ယူကာနီးမှာမင်းအောင်လှိုင်ရဲ့တက်တွေနဲ့တန်ချက်ကရှင်များနေပြည်တော်နဲ့နိုင်ငံရေးစီးပွားရေးမြို့တော်ရှန်ကုန်ကိုဝင်လာတဲ့တမောင်ဆန်းစုကြည်ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များနဲ့ NLD ဖွဲ့ဝင်ရှာပေါင်းများစွာဖန်ဆင်းခံရတဲ့ဆရာနာရှင်စနစ်ရဲ့ထုံးစံဖြစ်တဲ့အတိတ်နည်းများပြန်လာတာကိုပြည်သူများမမြင်တွေ့လို့ကြောင်းမကြမီထင်ရှားလာတဲ့တနအုံးမှာပြည်သူတွေကဆရာနာသိမ်းမှုကိုစန့်ကျင်ကန့်ကွက်တော်လေးပြစ်ခတ်ခံရတဲ့ အဲဒီနောက်မှာတော့အဓိကအားဖြင့်လူငယ်တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကလက်နက်ကင်တော်လိုင်းကိုရွေးချယ်ကြပြီးမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းများနဲ့ပူးပေါင်းကြသလိုတချို့ကလည်းလွတ်လပ်စွာလှုပ်ရှားကြတယ်1948ခုနှစ်မှာပြည်ထိုင်ထံမှလွတ်လပ်ရပြီးရဲ့နောက်မြန်မာဟာပြည်ရင်းပဋိပက္ခကြောင့်အစိမ့်စိမ့်ပေါ်မှာကွဲနေတော့လေ2021ဆီယနာသိမ်းမှုနောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲရဲ့အတိုင်းတာကလက်တလုံးသမိုင်းမှာမကြုံစဘူးဖြစ်တဲ့မင်းအောင်လိုင်ကိုဦးတန်းရွှေကစေဦးစီးချုပ်ဖြစ်ရွေးချယ်ခဲ့တာဟာမင်းအောင်လိုင်ကဩဇာသိမ်းမရှိဘဲအာနာရှင်ဟောင်းဖြစ်တဲ့ င်းသူ့ကိုမချိန်ချနိုင်တာကြောင့်ဖြစ်တဲ့အခုအခါမိမိတို့ကဒီအကျိုးဆက်တွေကိုမြင်တွေ့နေရခြင်းဖြစ်တဲ့မင်းအောင်လိုင်းကို1956ခုနှစ်ဇူလိုင်လ3ရက်နေ့ကမကွေတိုင်းမင်းဘူးမှမွေးဖွားတယ်ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာလေ့လာနေစဉ်တတိယကျင်းမြောက်ကျိုးစားပြီးရင်နောက်1954ခုနှစ်မှာပြင်းလွင်စစ်တပ်ကတိုတက်ခွင့်ရတယ်သူကထူးခြားတဲ့ဘိုလ်လားမဟုတ်ပဲအပတ်စဉ်တူတူတွေကသူ့ကိုရှောင်ရှားကြပြီး1900 89ခုနှစ်မှာတင်နန်းစင်းနဲ့စင်အာနာသိမ်းပြီးနောက် BBC ကဖော်ပြတဲ့အထုပ်ပတ်တီယာသူဟာတာမန်ချီလင်စစ်အရာရှိဖြစ်တော်လဲအစဉ်စစ်တက်နိုင်ခဲ့ပြီး2009ခုနှစ်မှာအထူးစစ်စင်ရေးအဖွဲ့နှင့်အဖွဲ့မှုဖြစ်လာတယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။